င်္ဂလာပါခင်ဗျာဒီနေ့မက်ရှလာခရနီယားနေ့အတွက်သတင်းစာဘောကဖတ်ဆရာအစီအစဉ်ကိုတော့ကျွန်တော်အာကာနဲ့ကျွန်မခင်မီဘီရိုကတင်ဆက်ပေးမှာပါဟုတ်ကဲ့ပါခင်ဗျာကြည့်ညီမရေဒီနေ့အတွက်ဒါမျက်နှာဖုံးသတင်းတွေကတော့အဲဒါ daily level သတင်းစာကပထမဆုံးမျက်နှာဖုံးသတင်းလေးတခုပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဒီ NLD ဘိုလုံးမှုဆောင်ကော်မတီစီဝေးကိုတော့နေပြီးတော့ကဒီဒေါန်ဆက်စုကျင်နေမှာပြုတ်လုခဲ့ပြီးတော့တခြားသတင်းထုတ်ပြန်တာမရှိဘူးဆိုပြီးတော့ဒါတင်ထားတဲ့မျက်နှာဖုံးသတင်းလေးပါဒါကတော့အခုရက်ပိုင်းမှာတောက်လျှောက်နေပါဘောနော်ဒါဒေါန်ဆက်စုကြည်ရဲ့နေမှာနေပြီးတော့နေမှာတောက်လျှောက် စီဝေးတွေလုပ်နေတာပေါ့နော်ကျွန်တော်တို့ဒါအစိုးရတဲ့သမရရွေးချယ်တာတွေဘာတွေဝန်ကြီးဝန်ကြီးချုပ်ရွေးချယ်တဲ့ပတ်သက်ပြီးတော့စတိုက်လုပ်နေတဲ့ကိစ္စလေးပါခင်ဗျာနောက်တစ်ခုကတော့ဒါ The Voice Daily သတင်းစာကဖော်ပြထားတဲ့သတင်းတစ်ပုဒ်ပါဒါကတော့ကျွန်တော်တို့ဒါမြစ်စုံစီမံကိန်းနဲ့ပတ်သက်ပြီးတော့သတင်းလေးပါခင်ဗျာမြစ်စုံစီမံကိန်းပြန်ဆောင်ရင်တရုတ်တမ်းမပြောကြချက်လူအဖွဲ့အစည်းများကန့်ကွက်ဆိုပြီးတော့အာရှင်းသားထားတာလေးပါအာတစ်ခေါက်ပြန်ပြီးတော့စလာပြီလို့ပဲပြောရမှာပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒါနောက်တစ်ခုကတော့ဒါ 7 day daily သတင်းစာရဲ့မျက်နှာဖုံးမှာပါတဲ့သတင်းတစ်ပုဒ်ပါအာနာလွှဲပြောင်းရေးအခမ်းအနားပြည်သူ့လွှတ်တော်တွင်ကျင်းပမည်ဆိုပြီးတော့ဒါကြီးသားထားတဲ့သတင်းတွေပါခင်ဗျာဒါပထမဦးတို့ပထမဆုံးတော့ကျွန်တော်တို့ဒီတိထားခဲ့ရတာကနိုင်ငံတော်သမ္မတကြီးရဲ့နေသမ္မတနေမှာလုပ်မယ်ပေါ့နော်အခုတော့ဒါ NLD ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ community ဝန်ထူကနေပြီးတော့ပြောလိုက်တာကတော့ပြည်သူ့လွှတ်တော်မှာပဲပြုလုပ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ဒါကတော့ဒါဒီနေ့အတွက်မျိုးဖုံးရွှေထားတဲ့သတင်းလေးတွေပါညီမတို့ဒီနေ့အတွက်အိဒါအဘောဗာမြောက်ရွှေထားလို့မသိဘူးညဟုတ်ကဲ့ဒီနေ့အတွက်ဒီ The Voice Daily ရဲ့ဆက်မနာ6မှာပါတဲ့ဒီအိဒါအဘောလေးရွှေချထားပါတယ်သူကဒီအိဒါပေးထားတဲ့ခေါင်းစဉ်ကခေါင်းစဉ်ရတာပေါ့နော်အမျိုးသားပြန်လဲတင်းမြည်ရေးအတွက်အချိန်အခါခေါင်းဆိုပြီးသူကခေါင်းစဉ်ပေးထားတာပေါ့နော်ဟုတ်ကဲ့ပါဒီအတိကတော့ဒီပြည်နယ်တိုင်းဒေသကြီးအားလုံးမှာရှိတဲ့ဒီအစိုးရအဖွဲ့ ပြီးခဲ့ရက်တည်းကဖြစ်သွားတဲ့ဒီဝင်းကြီးချုပ်ရာတို့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ2015ရွေးကောက်ပွဲမှာနေရအများဆုံးရအနိုင်ရရှိခဲ့တဲ့ဒီ NND ပါတီပေါ့နော်သူရွေးချယ်ခံရလိုက်တဲ့သတင်းတွေထုတ်ပေါ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးသူကဆက်ဆက်ပြီးရေးသားထားတာပေါ့နော်ဟုတ်ကဲ့ဒီအဓိကတော့ဒီအမျိုးသားပြည်နယ်တင့်မြတ်ရေးအတွက်ပေါ့နော်အထိုင်းပြုပြီးတော့ဒီဝင်းကြီးချုပ်နေရတက်မရော်နယ်ဒီအပေးယူခန့်အပ်ထားတဲ့ဒီဝင်းကြီးချုပ်တို့ဒီလွှတ်တော်ခေါင်းဆောင်တို့အိုက်အားလို့မှဒီ NND ကပါတီဝင်တွေကိုပဲအဓိကထားယူရေးချယ်ထားတယ်ပေါ့နော်ပါတီဝင်တွေအဓိကထားယူရေးချယ်ထားတယ် ဒါပေမဲ့ဒီပြည်သူ့လွှတ်တော်အမြင့်ဆုံးလွှတ်တော်အပါအဝင်နဲ့ပြည်ထောင်စုတိုင်းဒေသကြီးအားလုံးဤဥပဒေပြုလွှတ်တော်ဥက္ကဋ္ဌရာထူးများကိုလည်း NLD ပါတီဝင်တွေကိုပဲရွေးချယ်တင်မြှောက်ထားခြင်းကြောင့်ဥပဒေပြုအာဏာနဲ့အုပ်ချုပ်ရေးအာဏာနှစ်ရပ်စလုံးကိုတဲ့ NLD ပါတီကထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်တဲ့။ဖွဲ့စည်းပုံအခြေခံဥပဒေအရလွှတ်တော်အရရရဲ့25ရာခိုင်နှုန်းအုပ်ချုပ်ရေးနယ်ပယ်ရဲ့ကာကွယ်ရေးပြည်ထောင်ရေးနဲ့နေဆက်ရေးရာဝန်ကြီးဌာန ဤတော်စုဝင်ကြီးတွေကိုရက်တမရကကွယ်ရေးဦးစီးချုပ်ကအဆိုပြုနိုင်တဲ့အတွက်ပြည်내နဲ့တိုင်းဒေသကြီး၄ခုရဲ့ဝင်ကြီးချုပ်ယာရုတွေမရစေပေမဲ့ဤရင်းအုပ်ချုပ်မှုအာဏာကိုတမရကထိန်းချုပ်နိုင်တဲ့သဘောပဲသူကဆက်ပြီးတော့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကိုသူအဓိကဖော်ပြထားတယ်ဒါကြောင့်ဒီဝင်ကြီးချုပ်အပေးယူကိစ္စပြည်လဲခြင်းမကြည်လဲခြင်းကိုအကြောင်းပြုပြီးတော့တမရက NLD အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မီဒါမှမဟုတ်အကြက်ကင်မီဆိုနိုင်တဲ့အနေအထားလည်းဖြစ်နေတယ်အခုလက်ရှိအခြေအနေတွေအရပေါ့နော်သူတုံ့သက်ထားတာပေါ့ဒီနောက်ဆုံးမှာတော့သူပြောထားတာကတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရဥပဒေပြုလွှတ်တော်နဲ့ပြည်ရင်းအုပ်ချုပ်ရေးကာကွယ်ရေးအာဏာကိုထိန်းချုပ်တကယ်တို့တဲ့တမတော်အနေနဲ့နိုင်ငံတော်နဲ့နိုင်ငံအကျိုးစီးပွားအမျိုးသားပြန်လည်တင်းမြန်ရေးအတွက်တဲ့ပါတီလူပုဂ္ဂိုလ်ဆွဲကိုပေးပေးပါတီလူပုဂ္ဂိုလ်ဆွဲတွေကိုပေးဖက်ထားပြီးတော့တဲ့ဒီမိုကရေစီနီးကျရွေးချယ်တင်မြောက်တဲ့ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ပြည်သူအကျိုးကိုအမှတ်တကယ်လူလာပြီးသဘောထားကြည်ကြောင်ပြသရမယ့်အချိန်ခါကောင်းဖြစ်နေရဲဆိုပြီးတော့ဒီအိမ်ဒါဒီလက်ရှိအချိန်မျိုးတုံးသက်ပြီးသွားရေးသားထားပါဘောနော်ဟုတ်ကဲ့ပါခင်ဗျဒါဝန်ကြီးချုပ်ရွေးချယ်မှုတွေနောက်ပြီးတော့တခြားပါဘောနော်ဟိုကျွန်တော်ဒါ ဟိုရှာသူတွေရွေးချယ်မှုတွေနဲ့ပတ်သက်ပြီးတော့အခုလက်ရှိမှာလဲကျွန်တော်တို့ဒါရခိုင်ပါတီကြီးတခုနဲ့ကဒါတော်တော်လေးကိုပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီပုံစံမျိုးတွေလည်းဖြစ်နေပါသေးတယ်သူတို့ကလည်းဒါဝင်းကျုပ်နေရာအတွက်ကိုပေါ့နော်ဒါပထမဆုံးကပြောကြားထားတာလေးလည်းရှိပါတယ်နောက်တစ်ခါလဲကျွန်တော်သတင်းတွေတောက်လျှောက်တက်နေတာကလည်းဒါတက်မတော်ဘက်ကလည်းဒီဝင်းကြီးကျုံနေရာ၄နေရာပေါ့နော်ဒါအဲ့လိုမျိုးဟို လိုအပ်တယ်ဆိုတော့ပုံစံမျိုးလေးတွေသတင်းလေးတက်ဖူးပါတယ်ဟုတ်ကဲ့ဒါကတော့ရခိုင်ဘက်ကလည်းတို့ဝင်ကြီးချုပ်ဝင်ဖြစ်မှုဆိုရင်တို့ကအတိုက်ခံပါတီနေနဲ့ရက်တီမဲ့ဆိုပြီးတော့တို့ကထုတ်ပြန်ထားတယ်ထုတ်ပြန်ကြတယ်ရတယ်ရှိရောနော်ဟုတ်ကဲ့အဲ့တော့အဲ့တော့နောက်ပိုင်းဒီမြို့သားပြန်လဲတင်းမြတ်ရေးပေါ့နော်ဒါဒီအတွက်ကိုဒါ NDT ဥဆောင်မဲ့ဆိုရဖွဲ့အနေနဲ့ဘယ်လိုမျိုးထိန်းချောင်းသွားမယ်ဆိုတာတော့ဒါဆက်ပြီးတော့ပဲစောင့်ကြည့်ရမှာပါဟုတ်ကဲ့ဒီထဲမှာအဲ့ဒါအပေါ်မှာပါဝင်တယ်လို့ပဲပေါ့နော်ဟုတ်ကဲ့ပါအဲ့ညီမတွေဒါကတော့ကျွန်တော်ဒါပြီးခဲ့တဲ့ရှစ်ပိုင်းနေတုန်းကတော်တော်လေးကိုဟော့ဖြစ်ခဲ့တဲ့ဒါ ဒီဟိုပါနော်ကျွန်တော်ဒါဘူဂျုံအောင်ဆန်းလန်းတောင်းကကျမိုက်ဝင်းကြီးဌာနပိုင်းမြေနေရာမှာပုလိကကုမ္ပဏီတွေကိုကျွန်တော်ဒါပုလိကစေးုံပေါ့နော်ဆောက်လုပ်ခွင့်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းသားထားတဲ့သတင်းလေးတစ်ပုဒ်ပါဒီမှာကတော့ဒီပုလိကစေးုံနဲ့ဆောက်လုပ်ခွင့်အပါအဝင်ပေါ့နော်ရန်ကုန်မြို့တော်စီမေတာယာရေးကော်မတီကစီမံခန့်ခွဲနေတဲ့နယ်နိမိတ်တွင်းမှာ MIC မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကညီနေရာပေးတာတွေကိုအစောတလင်ပြုတ်လုပ်နေတယ်ဆိုပြီးတော့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီ ဥခင်လိုင်းကနေပြီးတော့အာပြောကြားထားတဲ့သတင်းလေးပေါ့နော်ဒါထုတ်ပြန်ထားတဲ့သတင်းကိုဒါရှိသေးတာပါအဲဒီထဲမှာဆိုလို့ရှိရင်လည်းခုနကခေါင်းစဉ်မှာပါဝင်တယ်လို့ပဲပေါ့ MIC ကနေပြီးတော့ဒါ CBA စီမံခန့်ခွဲနေတဲ့ညီတွေကိုသူတို့သူတို့ရဲ့စိတ်တိုင်းကြပေါ့နော်အစောတလင်ဒါနေရာတွေချပေးနေတယ်ဆိုပြီးတော့ဒါရှိသေးတာပါတယ်အဲအဲ့ဒီထဲမှာဆိုလို့ရှိရင်တော့ဒါဆက်ပြီးတော့ဖော်ပြထားတာ February လ26ရက်နေ့ကဒါပြည်သူ့လွှတ်တော်အစည်းအဝေးမှာဆိုလို့ရှိရင်ပေါ့နော်ဒါလွှတ်တော်အမတ် NLD လွှတ်တော်အမတ်တူကနေပြီးတော့ပြည်သူ့အစိုးရအဖွဲ့ကရွေးကောက်ပွဲပြီးနောက်ပိုင်းမှာလုပ်နေတဲ့စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့ တည်တည်ချာချာလေ့ရှင်းပြဖို့ဆိုပြီးတော့ဒါဒါဟိုဆိုတင်ခဲ့တယ်ဗောနော်အဲအဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီဘူကြောင့်ဆန်လန်တောင်းကမြေနေရာကိုပုလိကစေုံဆောက်လုပ်ခွင့်ကိုကန့်ကွက်မှုတွေများနေတော့အဲ့နေရာကိုဟိုတခြားဟိုဟိုတခြားကုမ္ပဏီတွေဟိုလောက်ကင်ခွင့်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်အဲရန်ကုန်မြို့စီမံသားရေးကော်မတီရတဲ့စီမံခန့်ခွဲနေတဲ့ဒီဒဂုံစီးတီးစီမံကိန်းတစ်ခုဖြစ်တဲ့ရန်အမကာလမ်မတ်ဒီပလိုမတ်ကုမ္ပဏီကိုတဲ့ဒါရန်ကုန်မြို့နယ်ကကဘာကြီးဖျားလမ်းနဲ့သက်ဆက်လမ်းတော့ နေရအဲ့လိုမျိုးပေါ့နော်နေရအများပြားမှာချပင်းနေတဲ့ကိစ္စတွေကစီပင်ကိုဟိုတင်ပြတာလည်းမရှိဘူးဆွေးနွေးတာလည်းမရှိဘဲနဲ့လောက်ကင်နေတယ်ဆိုပြီးတော့ဒါသူကထုတ်ပြန်ထားတယ်ပေါ့အဓိကဒီမှာဦးခင်လိုင်ကသူထုတ်ပြန်ချက်မှာဖော်ပြထားတဲ့ဒီဘိုက်ကိုတော့ဖော်ပြချင်ပါတယ်နိုင်ငံခြားရှင်နှင်းမြုံနှံမှုနီးဥပဒေပုံမှန်129ပြဋ္ဌာန်းချက်ပါအတိုင်းလိုက်နာဆောင်ရွက်ရအတွက်နိုင်ငံခြားရှင်နှင်းမြုံနှံမှုလောက်ကင်လို့သည့်ဆိုပါကော်မတီကလည်းရန်ကုန်မြို့တော်စီမံသားရေးကော်မတီဝင်ထံသို့မဟုတ်ခွင့်ပြုချက်ရယူရန်အတွက်ယနေ့ထိရှောက်ထားခြင်း ကော်မတီဝင်များစီဝေးတွင်ရေကိစ္စနှင့်ပတ်သက်၍တင်ပြခြင်းဆွေးနွေးခြင်းဆုံးဖြတ်ချက်ချမှတ်ခြင်းခွင့်ပြုချက်ပေးခြင်းလုံးဝမရှိခဲ့၍၎င်းနှင့်ယင်းမြို့နယ်မှုဥပဒေပုံမှ53အရရင်းစီမံကိန်းများနှင့်ပတ်သက်၍ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်ပြဆွေးနွေးခြင်းမရှိခြင်းကြောင့်၎င်းဒုတိယကြိမ်ပြည်သူ့လွှတ်တော်မှစီမံကိန်းများအစောတလင်ချထားပေးခြင်းကိစ္စကိုရပ်ဆိုင်းထားရန်အတည်ပြုဆုံးဖြတ်ပြီးဖြစ်ပါ၍မြန်မာနိုင်ငံယင်းမြို့နယ်မှုကော်မရှင်မှခွင့်ပြုချက်ပေးထားသောအဆိုပါစီမံကိန်းများအား အဆိုပါစီမံခန့်များအားလုံးသည်ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်နဲ့၎င်းနဲ့တည်ဆဲနိုင်ငံခြားရှင်းလင်းမြို့နယ်မှုဥပဒေဤဥပဒေနဲ့ဆက်ကျင်ကွဲလွဲမှုရှိနေတယ်အဲ့ဒီအတွက်ကြောင့်မို့အလိုလျောက်ပြတ်ပြတ်နိုင်တယ်ဆိုပြီးတော့ဒါသူကထုတ်ပြန်ထားတာပါအဓိကဒီသတင်းမှာသူရှင်းညွှန်းချင်တာကတော့အခု MIC ကဘလိုပဲမြင်နေရတယ်ချပေးချပေးဒါကဥပဒေနဲ့လုံးဝမညီညွတ်ဘူးလွှတ်တော်ကိုလည်းလွှတ်တော်ကလည်းဒါကိုလက်မခံတော့ဘူးဒီဘက်ဥပဒေကလည်းလက်မခံတော့ဘူးပြီးတော့အခုဒါ CB Nanomate ထဲမှာလည်းစီမံလည်းမသိဘူးသူတို့ရဲ့စုံပစ်ချက်တွေမပါဘူးဖြစ်တဲ့အတွက် ဒီကုမ္ပဏီတွေကရထားပြီမဲ့ကဲကဲဥပဒေရဆိုလို့ရှိရင်ပြန်ပြီးတော့ပြတ်သွားနိုင်တယ်ဒါကိုဒါဥကင်လန်ကထောက်ပြထားတာပါဒါကုမ္ပဏီတွေကိုသတိပေးအသိပေးတဲ့ပုံစံမျိုးအနေထားရှိပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဆိုရင်တော့ဒီနောက်တစ်ပုတ်အနေနဲ့ဒီ7 day daily ကဒီနေ့တစ်ပုတ်ထပ်ပြီးရွေးချယ်ထားပါတယ်ဟုတ်ကဲ့ပါခင်ဗျ မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာတဲ့ AA နင်းဖြစ်ပေါ်နေတော့တိုက်ပွဲများနဲ့ပတ်သက်ပြီးတန်တမန်နီးနဲ့ဖြင့်နှိမ့်နိုင်ဖြစ်ရှင်နေဆိုတော့ကောင်းစင်နေပေါ့နော်ဟုတ်ကဲ့ပါခင်ဗျအဓိကတော့ဒီမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရခိုင်တပ်မတော် AA နဲ့ဖြစ်ပေါ်နေတဲ့တိုက်ပွဲဖြစ်စဉ်များနဲ့ပတ်သက်ပြီးတော့တစ်ဖက်နိုင်ငံနဲ့တန်တမန်နီးလက်နဲ့နှိမ့်နိုင်ဖြစ်ရှင်နေတယ်ဆိုပြီးတော့တပ်မတော်ပိုင်းများပြည်သတင်းစာကထုတ်လုပ်ထုတ်ထားတယ်ဆိုပြီးတော့သူကရေးထားတယ်ပေါ့နော် အဓိကဒီမြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားမှာဒီချန်စီယိုကာကွယ်ရေးလုပ်ငန်းတွေမှာတဲ့လုံခြုံရေးပါလိုက်လိုက်ဆောင်ရွက်နေရတဲ့အတွက်တပ်မတော်စစ်ကြောင်းတွေက AA အဖွဲ့နဲ့ပြီးခဲ့တဲ့ရပိုင်ဥပဒေမှာချောင်းမြောင်ပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်တဲ့ဒီ AA အဖွဲ့ကနယ်စပ်ဒေသကန့်သက်ချက်များကိုခွင့်ကောင်းယူပြီးနေခြားမှတ်တမ်းများမှာဘုံလောင်ချလက်နက်ငယ်များနဲ့စောင့်ကြိုတိုက်ခိုက်ပြီးတဖက်နိုင်ငံအတွင်းကိုစုခွာထွက်ပြေးသွားပြီးဖြစ်ကြောင်းလည်းများရီကဆက်လက်ပြောဆိုထားပါတယ်ဆိုပြီးတော့ရေးသားထားတယ်ပေါ့နော်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တမရတော်သားအချို့ထိခိုက်ကြဆုံးမှုများရှိခဲ့ပြီးနှစ်နိုင်ငံနေဆက်တခြား AA အဖွဲ့ဝင်များရောက် ောက်ရှိမှုမရှိစေရေးအတွက်လည်းထိရောက်စွာဆောင်ရွက်နေပြီးတိုက်ပွဲဖြစ်စဉ်များနဲ့ပတ်သက်ပြီးတဖက်နိုင်ငံနဲ့တန်တမန်နည်းဖြင့်နှိမ့်နှိုင်းဆောင်ရွက်နေရဲဆိုပြီးတော့လည်းသူကထပ်ပြီးတော့ထုတ်ပြန်ထားတယ်ပေါ့နော်ဟုတ်ကဲ့ပါဒီ AA တပ်ဖွဲ့က AA တပ်ဖွဲ့အနေနဲ့တဲ့ဘူးတီတောင်အခြေဆိုင်မြန်မာတပ်မတော်တပ်ရင်းနဲ့တဲ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးတပ်မတော်ဘက်ကထိခိုက်ကြဆုံးမှုများပြခဲ့ကြောင်းလည်းမကြသေးမီရပိုင်းကသတင်းထုတ်ပြန်မှုတွေရှိတယ်ဆိုပြီးတော့အဓိကတော့ဖော်ပြထားတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျဒါဟုတ်ကဲ့အဲ့ဒီနောက်ဆုံးသူအချုပ်ရေးထားတာကတော့ဒီ AA တက်ဖွဲ့နေပေါ့နော်အစိုးရကဒီအပြစ်ခတ်ရိုက်ဆက်မှုဒီ NCA မှာစာချုပ်ရေးထိုးထားတာမရှိတဲ့အတွက်အစိုးရဘက်ကလည်း AA ဒီတက်အဖွဲ့ကိုပေါ့နော်အတိမတ်ပြုထားခြင်းမရှိဘူး AA ဘက်ကလည်းဒီအုပ်ချုပ်ရေးလက်မှတ်ရေးထိုးခြင်းမရှိသေးဘူးဆိုပြီးတော့အဓိကဖော်ပြထားရပါတော့နော်ဟုတ်ကဲ့ပါမနေ့ကတော့လည်းဒါနိုင်ငံပိုင်သတင်းစာတွေမှာလည်းဖော်ပြပါရှိပါတယ် AA တက်ဖွဲ့ကနေပြီးတော့ဒါတက်မတော့ဟိုတက်ဖွဲ့ဘက်ကိုချောင်းချောင်းပြစ်ခတ်မှုတွေကြောင့်ကြာဆုံးနေရှိတယ်ဆိုပြီးတော့ဒါရှင်းသားထားရင်လည်းရှိပါတယ်ခင်ဗျအကြောင်းများရယ်ဆိုပြီးတော့ဖော်ပြထားရပါတော့နော်ဟုတ်ကဲ့ပါခင်ဗျ ကဲညီမလေးဒါနောက်ထပ်တပုတ်အနေနဲ့ကတော့ The Voice Daily မှာပါတဲ့သတင်းလေးတပုတ်ပါ။စာမျက်နှာ29မှာရေးသားထားတဲ့သတင်းလေးတပုတ်ပါခင်ဗျ။ဒီသတင်းလေးကတော့ဒါပုံမှန်ဖြိုးဖြစ်စဉ်လို့ပြောမယ်ဆိုတာထက်ကိုပုံမှန်လူသိဆုံးမှုဆိုတာထက်ကိုဒါနည်းနည်းလေးထူးခြားမှုရှိနေလို့ပါ။နော်ဒီသတင်းလေးကိုတော့ဒါယူထားတာပါ။မှုကင်းသတင်းလေးပါခင်ဗျ။ချစ်သူနဲ့စကားပြောအဆင်မပြေရမှအမျိုးသားတူဓာဖြစ်ထိုးကအဆုံးစီရင်ဆိုတဲ့သတင်းလေးပါခင်ဗျ။ပြီးခဲ့တဲ့ရက်ကလည်းကျွန်တော်တို့ဒါ ဟိုရှစ်မိုင်ဘက်မှာရှစ်မိုင်9မိုင်ဘက်မှာပေါ့နော်ဒါဖြစ်သွားတာဆိုလို့ရှိရင်လေကိုရီးယားနိုင်ငံသားတူတိုက်ပွဲကနေခုံချတယ်ပေါ့ဒါအတိမပြုတ်နိုင်တဲ့သတင်းတွေရဆိုလို့ရှိရင်တော့ဒါသူလက်ချက်သူနဲ့အဆင်မပြေဘူးဆိုပြီးတော့ပြောဆိုမှုတွေရှိပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဒီမှာရေးသားထားတဲ့သတင်းလေးကိုလည်းအရှင်ဖတ်ပြကြပါမယ်ခင်ဗျလာတာမျိုးနဲ့မဟာဗန်နူလာလန်နဲ့တဲ့ဆင်ယိုဒန်လန်တောင်ကပကားရွှေဆိုင်နီးကားတဲ့ဒိုနက်ကင်ကော်ဖီဆိုင်မှာမတ်လ6ရက်မွန်းလတနေ့15မိနစ်ကချစ်သူနူစကားပြောအဆင်မပြေရနေပြီးတော့အသက်24နှစ်အရွယ်အမျိုးသား ၎င်းရဲ့ရှေ့ဝန်ကိုဓာပြထိုးသွင်းကအဆုံးစီရင်ခဲ့ကြောင်းကျင်းမြို့နယ်ရေစခန်းထံမှာတည်ရသည်ဆိုပြီးရှင်းသားထားပါရခင်ဗျာဓာထိုးကအဆုံးစီရင်ခဲ့သူကတော့တဲ့ဒါတလားမြို့နယ်တပင်ရွှေတီရက်ကွက်မှာနေထိုင်တဲ့ကိုညီထွန်းဖြစ်ပြီးတော့တဲ့သူနဲ့တမျိုးတည်းနေတဲ့တက်23နှစ်အရွယ်ချစ်သူဟောင်းနဲ့ကော်ဖီဆိုင်မှာတွေ့ပြီးတော့သူ့ကိုဒါပြန်လက်ခံဖို့ပေါ့နော်ဒါပြောတယ်ပြောတာကိုကောင်းမျိုးသမီးကလက်မခံဘူးလက်မခံတဲ့အတွက်သူကဒါသူ့ဘယ်ဘက်ရှင်ကိုဒါနဲ့ထိုးပြီးတော့ဒါတက်သေးလိုက်တာပေါ့သူကဓာထိုးကအဆုံးစီရင်မှုမဖြစ် ွားခင်ပေါ့နော်ဒီအဲ့ဒီ site မှာတိတ်ဆုံးသူအမျိုးသားကနေပြီးတော့သူ့ရဲ့မိဘတွေထံကိုနှုတ်ဆက်တဲ့တည်တန်းစာတစ်စောင်ကိုလည်းရေးခဲ့ပြီးတော့သူ့ကိုယ်သူဒါဓာတ်နဲ့ထိုးထိုးပြီးတော့အဆိုင်မျိုးအထွက်မှာဒါတိတ်ဆုံးသွားတယ်ပေါ့နော်ဒါဆက်လက်ပြီးတော့ရေးသားထားတာပေါ့အဲအဲ့ဒီဒီလတ်တာမျိုးမှာရေစကန်တောင်းကြရေးရရှိသူကပြောထားတာတော့ကောင်မလေးကိုသူကိုယ်တိုင်ဖုန်းဆက်ခေါ်ခဲ့တာကောင်မလေးကယောက်ျားလေးဖော်နှစ်ယောက်ကိုခေါ်လာပြီးမဲ့ဖော်နှစ်ယောက်ကအခြားစပွဲဝိုင်းမှာထိုင်နေတာသူတို့နှစ်ယောက်ကဒီစပွဲဝိုင်းတစ်ခုထဲမှာတိုင်ပြီးစကားပြောနေချိန်ဓာတ်ထိုး တတ်သိမှုဖြစ်ခဲ့တာလက်ရှိမှာတော့အမှုဖြစ်စဉ်ကရှိနေတဲ့သူတွေကိုရဲစခန်းမှာခေါ်ဆစ်ဆေးနေတာကြောင့်သတင်းသေးစိတ်ကိုပြောလို့မရသေးပါဘူးဆိုပြီးတော့ဒါဆက်လက်ရေးသားထားပါတယ်ဟုတ်ကဲ့ပါဒီသတင်းနဲ့ပတ်သက်ပြီးတော့အဓိကပေးချင်တဲ့ message ကတော့ကျွန်တော်ဒါခုနောက်ပိုင်းမှာလူသေဆုံးမှုတွေဖြစ်တယ်လူသေဆုံးမှုတွေမှာမှဒီလိုမျိုးထူးခြားဖြစ်စဉ်တွေပေါ့နော်ဒါကတော့ဟိုမဖြစ်သင့်မဲနဲ့ဒါဖြစ်နေရတဲ့သေဆုံးမှုတွေပေါ့နော်ဒါသူတို့အနေနဲ့ကလည်းဒီဒီအခြေအနေတခုလည်းမချိပဲနဲ့လည်းကိုနောက်ကမိဘတွေပါတယ်ပေါ့နော်ဒါတွေကိုလည်း ကြည့်တယ်မှာလည်းဟုတ်ကဲ့တော်ဝင်စင်တာမှာလည်းဖြစ်သွားသေးရတယ်ဖြစ်သူနှုတ်ကိစ္စပဲပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ကွာကိုင်ဒီနောက်ဆုံးအနေနဲ့ဒီကတ်တုန်းအစီအစဉ်လေးထပ်ပြောပြချင်ပါတယ်အဲခုနကကွာကဖတ်သွားတဲ့တဲ့င်းရဲ့ ကတ်တုန်းလေးလို့အဲ့ဒါကိုဘိုးချုပ်လန်းတောင်းကဒီကျမ်းမာရေးဒီပုတ်ကလေးကပိုင်းဒီစေယုံကိစ္စတွေပေါ့နော်ဟုတ်ကဲ့အဲ့ဒါကိုသူကဒီကတ်တုန်းနဲ့ဒီသေယုံပြပြီးရေးထားတဲ့ပုံစံလေးပေါ့ဒီမှာတယောက်ကတော့ဒီကောင်တာပုံစံနဲ့ထိုင်နေပေါ့နော်နောက်တယောက်ကလာပြောတယ်ကျမ်းမာရေးဌာနပိုင်မြေကိုတဲ့1.90လောက်ပုတ်ကလေးကစေယုံကိုဆောက်လုပ်ခွင့်ပေးလိုက်တော့ပြည်သူတွေကဘဲချိန်မှမအခမဲ့စေကူတာခွင့်ရမှာလဲတဲ့အဲ့ဒါနဲ့ထိုင်နေတဲ့ဒီကောင်တာကလူကပြောတာအခမဲ့ကူတာစီခြင်းမှာတော့တဲ့စောစောကရပုတ်ကလေးကိုပေးမလားဟဲ့ဆိုပြီးတော့သူပြောလိုက်တယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒါကန့်ကွက်မှုတွေကလည်းဒီလိုမျိုးအခြေအနေအကြောင်းအရာတွေလည်းအများကြီးရှိနေပါတယ် ဒါကိုလည်းကတ်တုံးဆရာက ထောက်ပြထောက်ပြထားတာပါရှင်းဆိုပြထားတော့ပါဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါဒီကတ်တုံးလေးနဲ့ပဲဒီနေ့မက်ရှလာ9နှစ်မှာထွက်ရှိလာတဲ့သတင်းစာ channel တွေကကောင်းမှုရာသတင်းတွေကိုထုံထုံဖတ်ကြားပြတဲ့သတင်းစာဘောကဖတ်စရာစီစီဒီပါတွေပြီးဆုံးပြီဖြစ်ပါတယ်ဒီ BB ကိုအားပေးကြည့်ရှုနေသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်